ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတုစာကိုအပိုင်းကိုနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာမင်္ဂလာနှစ်ယောက်က အယုသေးပြူသောသဘောနှင့်ထိုင်ရာမှထားကြသည်ကိုဂိုလူမောကထိုင်ကြပါကိစ္စမရှိပါဘူးဟုပြောလိုက်သောအခါမတ္တနံမှာအတန်ကလည်းမိမိကြာဘူးသည့်အတိုင်းရှိတော့သည်ဟု အောက်မိမိဂိုလူမောကဘယ်နဲ့လဲဗျမတ္တနံကျုပ်ကိုမမှတ်မိဘူးလားဗျမတ္တနံကယုံရှင်အာရသောမျက်နှာနှင့်မော့ကြည့်လျက်ဟုတ်သားမင်းကိုကျမကထင်းတော့ထင်းနေတာဟုတ်မှဟုတ်ပါမလားလို့စဉ်းစားနေမိပါတယ် ကိုလူမော်ကလက်တိုင်းပေါ်တွင်ရင်ကော့ကထိုင်လျက်နှုတ်ခမ်းမွေးတယင်းထင်တာကဘယ်တော့ကထင်တာလဲဗျမဒနန်ကအခုလူကိုယ်တိုင်မြင်ရမှာထင်မိပါရဲ့ကိုလူမော်ကကျုပ်ဝင်ကြီးဖြစ်တာကိုမကြားမိဘူးပေါ့မဒနန်ကကကွေရေးဝင်ကြီးဥလူမော်လို့တော့ကြားမိပါရဲ့ဒါပေမဲ့ကျမတို့ရွာသားကိုလူမော်လို့မတွေ့မိပါဘူးကိုလူမော်ကကျုပ်တို့ရွာသားတွေကဝင်ကြီးဖြစ်ဖို့ဟာသိအလန့်ဝေးတယ်ပေါ့လေ မတနန်ကဒီလိုတော့မဆုလိုပါငါမီလူမရှားဘူးလို့အောက်မိမိလို့ပါဂိုလူမော်ကကျုပ်နာမည်မျိုးကတပြည်လုံးမှာသိညများများကြီးမရှိပါဘူးဗျမတနန်ကမှန်ပါရင်သို့တော့ကျမကသတင်းစာနဲ့ဘာနဲ့ဝေးနေတာနဲ့ရွေးကောက်ပွဲဝင်တာကိုတောင်သတိမပြုတ်လိုက်မိလို့ပါဂိုလူမော်ကဒါတဲ့မဒနန်ကအလုတ်လျှောက်ထားတယ်မဟုတ်လားမဒနန်ကမှန်ပါတယ်ဂိုလူမော်က ကျုပ်ကလည်းရှောက်လာကိုလက်ခံရရှိကြတဲ့ကကျုပ်တို့မတဏ္ဏများဖြစ်နေမလားလို့စဉ်းစားမိတာနဲ့တမန်တကာမန္တလေးတက်လာပြီးအင်တာဗျူးခေါ်ကြည့်တာပဲမတဏ္ဏကကျေးဇူးတင်ပါတယ်ဝင်းကြီးမင်းရှင်ကိုလူမော်ကမလုတ်ပါနဲ့ဗျာခမည်းတော်ကျုပ်တို့ကငယ်ပေါင်းတွေကပဲဝင်းကြီးတွေဘာတွေမလုတ်ပါနဲ့ငယ်ငယ်တုန်းကအတိုင်းပေါ့ဗျာမတဏ္ဏကမလျော်ပါဘူးရှင်လူကြားလို့မတော်ပါဘူးကိုလူမော်က ဘယ်နဲ့မလို့ရမလဲမလို့ခြင်းဘူးမသက်နံပဲကိုလူမော်ပဲတော်ရော့ပေါ်ဗျာဒါထက်ကျုပ်တို့ကိုသားမြတ်တယောက်ကိုတွေ့ရလားမသက်နံကမတွေ့ပါဘူးရှင်ကိုလူမော်ကကိုလူကလည်းမိသားတွေဘာတွေဖြစ်နေပြီကောဗျာသို့တော့ကျုပ်ကကာကွယ်ရေးဌာနဆိုတော့သူတို့အထက်ကပေါ့လေမသက်နံကရှင်နဲ့ကိုတွေ့ပါသေးသလားကိုလူမော်ကဟုတ်ကဲ့ ရန်ကုန်မှာတွေ့ကြပါတယ်ကျုပ်လက်အောက်ရောက်နေလို့တေပြီးခန့်ခြင်းမမပေါ်ဘူးဗျာကျုပ်ကတော့အသားမယူပါဘူးဗျာတငယ်ချင်းဆိုတငယ်ချင်းပါပဲသူနဲ့ကျုံနဲ့ကနေရာတကာမှာပြိုင်မဲ့လာလာဖြစ်ရတယ်ဗျာကျုပ်တော့ကိုတော့ကသူကစစ်ဖို့ဖြစ်လို့တော့ကျုပ်နဲ့တချီနှချီတွေ့ကြရဘူးသေးတာကိုဤတွင်ဂလူမော်ဒီကိုသားမြတ်နှင့်စင်မြေပြင်၌စုံမိခဲ့ပုံအချင်းရများကိုမတနာအားပြန်ပြောင်းပြောပြလေသည်နောက်ဆုံး၌ဂလူမော်က ဟိုတလေကအစည်းအဝေးမှာကိုသားမြတ်နဲ့ဆုံမိကြလို့မတ္တနံကျောင်းတောင်ပြောမိကြသေးတယ်။ဒါကမတ္တနံမှာငယ်စဉ်ကကမိမိအားသားမြတ်နဲ့လူမတော်ကဘုဗံကြပုံများနဲ့မိမိအတွက်ကြောင့်နှောင်ချိန်ချခဲ့ကြပုံအချင်းရာများကိုစဉ်းစားမိတဲ့နဲ့မျက်နှာတစ်မျိုးတစ်မျိုးဖြစ်သွားသေး၏။ဂလူမော်ကသင်ငယ်ချင်းချင်းချင်းမေးရအောင်မယ်။အင်းအောင်ရသားတော်မရှိသေးပါဘူးနော်။မတ္တနံကမရှိပါဘူးရှင်။ဂလူမော်လည်းမျက်နှာတစ်မျိုးဖြစ်သွား၏။ ဒေါကဂလူမောကအင်းအောင်ပြုတယ်ဆိုတာကျောင်းကထွက်စအရွယ်ယူယူမမဲ့တွန်းကလွယ်တယ်ဗျတော်တော်ကလေးကြီးလာလို့စဉ်းစားတတ်လာရင်ပဲတောင်တွေးမြောက်တွေးတောင်ချိန်မြောက်ချိန်နဲ့ရုတ်တရက်ဆုံးဖြတ်ချက်ချဖို့ခရင်ပြီးကြီးထူလာကြတယ်ထင်ပါရဲ့ဒါကြောင့်လေသူတို့နောက်နိုင်ငံများမှာအပြိုကြီးလူပြိုကြီးတွေတိတ်များတယ်ဆိုပဲမတန်တန်ဒီယောက်ျားနဲ့မိန်းမလူပြိုကြီးနဲ့အပြိုကြီးဆိုင်မိကြပြီဖြစ်တော့ကြောင့် မိတို့မြထင်မြင်ချက်မပေးပဲစိတ်စိတ်နေလေဤကိုလူမော်ကဟိုဘက်ကတငယ်မကမိတ်ဆွေတယောက်ပဲမှတ်တယ်မတနန်ကမှန်ပါရင်ကျမနဲ့တတထင်းလှုပ်တယ်လှုပ်ဖို့လှုပ်ဖက်ပါကိုလူမော်ဒီငယ်စဉ်ကကိုသားမြနဲ့တွေ့ပြန်၍မတနန်အားပူပန်ခြင်းများကိုသတိရလာပြန်သည်နှင့်လွန်ခဲ့ပြီးသောအိမ်မက်အကြောင်းကိုပြောပြသောဤဖြင့်ဇိန်ယူမီကြံတော်လဲမတနန်ဤအလုတ်ဝါနှင့်လက်ရည်တို၌ညီမြကြွန့်ကျင်သည်များကိုသာစုံစမ်းမေးမြန်းလေဤ မဒနံဤအဖြေများမှာဂျေနလအောင်ရှိသည်နှင့်ခန့်စားပို့လိုက်ပါမည်ဟုဂရိထားပြီးနောက်လွတ်လိုက်လေ၏မကြမီမဒနံသည်ခန့်စားတဆောင်ရရှိ၍ခင်လေးဆွေအားဆိုင်ကလေးကိုဖြိုသိမ်းစေပြီးလျှင်မဒနံသားမိနှင့်ခင်လေးဆွေတို့သည် ရန်ကုန်မြို့သို့ရောင်းရွှေ့ကြလေ၏သားကလေးမောင်ခွေးမှာငါးနှစ်သားအရွယ်ရှိလာပြီးဖြစ်၍ဇာတင်ကြောင့်တကြောင်၌အနံထားခဲ့လေပြီ ဝတ္ထုရေးဆရာများသည်မိမိတို့၏ဇက်လိုက်အချင်းချင်းတွေ့ဆုံစေလိုသည့်အခါကမ္ဘာအစွန်ဖျားကြိုကြိုကြားကြားနေရာများ၌မမျောလင်းပဲနှင့်ရုတ်တရက်ပဲပင်ပါတွေ့ဆုံစေသည့်ဤသူမတွေ့စေလိုသောလူအချင်းချင်းမူကားတမျိုးတည်းတလန်းတည်းနေပါလျက်နှင့် လွဲမိအောင် လွဲစေသည်ဟု၍အပြစ်ဆိုရကြလေသည်အကျိုးကဤကဲ့သို့ဖန်တီးခြင်းသည် အလွန်ဖြစ်ခဲသောအချင်းရာကိုမဖြစ်ဖြစ်အောင်ဇွတ်ဖန်တီးသည်ဆို၍တဘာဝမကြဟုပြောရကြ၏ တို့ရတွင်ဤချင်းရသည်ချစ်ခဲသည်မှန်တော်လဲမဖြစ်နိုင်ဟုဆိုတင်သောအရာမဟုတ်ချေဝိတုဆိုကလေးကဖြည့်ရဖြစ်စဉ်ထက် အထိုက်လျောက်အဆန်းတကျယ်ဖြစ်ပြသောအကြောင်းအရာများဖော်ပြပါရှိလိမ့်မည်ဟု၍မျော်လင့်သောစာဘပရိသတ်ယခုနာဆင်သောပရိသတ်များလည်းရှိကြပေမည်ဈေးသို့သွား၍ပစ္စည်းတစ်ခုဝယ်ပြီးနောက်အိမ်သို့ချောမောစွာပြန်ရောက်လာခြင်းကိုပင်အဆန်းတကျယ်ဖတ်ခြင်းပွဲဖြစ်အောင်ရေးသားတတ်သောကလောင်ရှင်များလည်းရှိကြပါ၏တို့ရတွင် ဤတော်သောပုဂ္ဂိုလ်များသည် လောက၌ညစွာမရှိတတ်ပေဇက်ွက်ဇလန်းဖြင့်အာယုံကိုဆွဲကြသောဝိတုရေးဆရာများမှလက်မတင်ကလေးမြလွဲချော်သွားသောအကြောင်းအရာမျိုးကို အာဟုအာရပြုကြရမိသာဖြစ်ပေ၏မတဏန်တို့အိမ်သားတို့သည်ရန်ကုန်သို့ရောက်၍မောင်ခွေးကိုကြောင်းအပ်ခြင်းနေအိမ်ရှာဖွေငှားရမ်းခြင်းစသောကိစ္စများပြီးစီးသည်ဖြင့်မတဏန်သည် အတွင်ဝင်များယုံသို့အလုံဝင်၍နေသားကြရှိပြီးသည့်နောက် သုံးရမြောက်သောနေ့တွင်ယုံမဆင်းလာ၍ဘတ်စကားစိတ်သို့လျှောက်လာခြင်းယုံဝင်တဲ့မှဂျေကာရစီနှင့်ထွက်လာသောဗိုလ်ကြီးတာမြတ်နှင့်ပပင်းပါတုံးမိလေ၏တာမြတ်သည်မတနံကိုနောက်ပိုင်းမှ ရှေးဥစွာမြင်လိုက်ရ၍ဟံပံကို မြင်မှုပါသည်ဟု အောက်မေ့သည်နှင့်ကြော်လွန်သောခါ၌လှည့်ကြည့်လိုက်မိ၏မတနံကလည်းဘလကောင်းပေါ်မှလျှောက်လာ၍ခြေကားစီသို့လှမ်းကြည့်လိုက်မိသည်တွင်မျက်လုံးချင်းဆုံမိကြလေတော့သည် နောက်ပိုင်းမှ မြင်လိုက်ရပြီးဖြစ်၍ ဒူပါသည်ဟုဓမင်လှည့်ကြည့်မိသောတာမြတ်ကရေဥစွာမှတ်မိသည်နှင့်ဂါကိုရုတ်တရက်ရက်လိုက်သည်တွင်မကနမှာအံဩသောမျက်နှာရှိနေသည့်တာမြတ်ကိုမြင်ရ၍ဥကြောင်ကြောင်ဖြစ်သွားသည်ထို့နောက်မှအနီးသို့ရောက်လာ၍ကျုပ်ကိုမမှန်မိဘူးလားဗျမတ္တနံဟုပြောလိုက်သောတာမြတ်တန်ကိုကြားရသည်တွင်မှဘောလာလေတော့သည်ဘယ်တော့ကရောက်တယ်ဗျာဘယ်မှနေကြတယ်ဘာလုပ်နေတယ်ခင်လေးစုတယောက်ကော ဟူသောမေခွင်များသည်တံမြဤနှုတ်မှဒလဟောထွက်လာလေရာမတနာမှာမြည်သည့်မေခွင်ကိုဖြေရမည်မသိပဲတံမြအားပြုံပြုံကြည့်ကြည့်နေုံများသာတတ်နိုင်ပေတော့သည်နောက်ဆုံး၌မတနာဤနေရက်ကိုသိရသည်နှင့်တပြိုင်နက်ကဲဒါဖြင့်လာဗျာကဘော်တက်ကျုပ်လိုက်ပို့ပြီးမယ်အင်ကိုလည်းတခါတည်းသိသွားရအောင်ဆို၍အတင်းတိုက်တွင်းရာတွင်မတနာမှာညင်ဆန်းရန်မတတ်နိုင်ပဲจิตကဘော်တို့တက်ရလေတော့သည် ကြောင်ကြောင်ရက်ွက်ရှိမတ္တနံဤနေအိမ်တို့ရောက်တော့ကဒါမြတ်သည်ကားကိုလမ်းဘေးတွင်ရထား၍မတ္တနံနှင့်အတူအိမ်ပေါ်သို့လိုက်သွား၏ကားပေါ်၌ဒါမြတ်ကအလော30မိမြန်သောမိခွင်းများကိုမတ္တနံကမဖြေပဲကားကိုကြည့်မောင်းပါအောင်ကိုတောင်မြတ်ရဲ့ရှင်မုံမုံကြည့်ရတာကျမကြောက်လိုက်တာအင်းရောက်တော့မှဖြည်းဖြည်းစီစီမိသေးတာပေါ့ခုနေကစတော့ဂိတ်တောင်ကွေမှာဘတ်စကားနဲ့တိုက်တော့မလို့နည်းနည်းလေးပဲလူတော့တယ်ကောင်းကောင်းကြည့်မောင်းပါ အချင်းတွေရှိပါသေးတယ်။ဟိုတောင်းပန်ထားခဲ့ရည်တို့ပြည့်ပြည့်အိမ်ပေါ်တို့ရောက်သည်နှင့်ပြိုင်နဲ့ယခင်ကမိခွေများနှင့်တကွတိလိုသောအကြောင်းအရာများကိုလာမြတ်ကတောက်လျှောက်မေး၍မသနန်ကပြေဆိုနေရသည်တွင်ခင်လေးဆွေကကော်ဖီပကံများနှင့်ရောက်လာလေတော့သည်။လာမြတ်သည်မသနန်နှင့်ခင်လေးဆွေတို့အကြောင်းအရာများကိုတိလိုသည်များသိရပြီးနောက်လာမြတ်ကတကယ်တည်းမှာပါဗျာကျုပ်ကပြင်လိုက်ရှာလိုက်ရတာရွှေဘူရောက်တိုင်းရွာရောက်တိုင်းမန္တလေးရောက်တိုင်း တမီးတွေမိလိုက်ရတာဘယ်မှမှသိလွန်စားမပေါ်လာဘူးအဟောပါရဲ့ဗျာတွေ့မဲ့တွေ့တော့လုံးဝမထင်မိပဲရန်ကုန်မှာမှလာတွေ့ပြီးတော့တယ်ဗျာဝမ်းသာလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ဗျာဒီပတ်တော့မကပ်ပါဘူးဖះကိုစူးပြရစီရဲ့မတဏန်ကမကြိမ်ပါနဲ့ရှင်ယုံပါနဲ့ရှင်တို့ကတော့မြေပန်းရှင်တထင်းမို့လို့ဒီပေါက်တာတော့အပြော့ပေါ့ကျမယုံကြည်ပါတယ်ဒါမြတ်က ဒီပိုင်ရှင်ဆိုပေမဲ့ဒီခေတ်မှာတော့သိမထင်လိုက်ပါနဲ့ဗျာငွေကိုလိုချင်တာပါပဲငွေတော့မကဝမ်းသာလို့ပြောတာပါဤသို့ဖြင့်ဒနာဤကန်တိုင်အောင်စကားပြောနေကြပြီးမှလာမြတ်သည်အိမ်မှထွက်လာခဲ့သည့်အလွန်အရေးကြီးသောကိစ္စကိုသတိရသည်နှင့်နှက်ပြန်လာပါအုံးမည်ဆိုကနှုတ်ဆက်၍အိမ်ပေါ်မှဆင်းလာခဲ့လေ၏မတ္တနမှာသာမြတ်နှင့်စကားပြောနေစဉ်အတွင်းလမ်းဘက်သို့မကြာခဏမျှော်ကြည့်မိ၏အကြောင်းမူကားသားကလေးဖိုးခွေးသည်ကျောင်းမှပြန်ရောက်ချိန်တန်ပါလျက် မပေါ်လာဘဲရှိနေသောကြောင့်ပေသည်။တံမြပြန်သွား၍၅မိနစ်မကြာမီကျောင်းမှလိုက်ပေါ်သောကားဆိုင်လာ၍ဖိုးခွေလည်းအိမ်ပေါ်သို့တက်လာလေ၏။စင်စစ်သောကားမတဏန်သည်ဖိုးခွေလာမည်လမ်းဘက်သို့မကြာခဏမျှောကြည့်မိခြင်းမှလမ်းပန်းကိစ္စအတွက်ဇောရင်သောကြောင့်ကမဟုတ်ဖိုးခွေကငိုတာမြတ်မတွေ့မမြင်စေလိုသောကြောင့်မှသာဖြစ်လေသည်မန္တလေးမြို့၌ရှိစဉ်ကမတဏန်သည်မိမိကိုယ်တိုင်လင်းနှင့်ကွဲကွာနေသောတကုလတ်ဟူ၍၎င်း ဘုဇုံမဟူ၍၎င်းဘုံတော်သူလှည့်ပြပြောပြထား၍ရန်ကုန်သို့ရောက်လာသောအခါတွင်လည်းဘုခွေမမဒနာဤတမဟုတ်တော်ပဲဘုဇုံမခင်လေးဆွေဤတာကလေးဖြစ်သည်ဟူ၍သရင်ပိဒါစေကမူဝတ္တမြတ်ကုံမူကားဤကဲ့သို့သောဤမျိုးဖြင့်လှည့်စားရန်ဖြစ်နိုင်မည်မဟုတ်သည်ကိုသိရှိသည်နှင့်ဘုခွေကိုကိုယ်တော်မြတ်တွေ့မသွားပါစေနှင့်ဟူ၍သာဆုတောင်းကြရလေတော့သည်ယခုတကြိမ်တွင်ကံကောင်းထောက်မသည်ဖြင့်ဘုခွေနှင့်ကိုယ်တော်မြတ်တို့လွဲသွားကြသည်မှန်တော်လဲကိုယ်တော်မြတ်က ၎င်းနေအိမ်တို့မကြကဏလာရောက်လက်ပတ်ပုံပေါ်သည့်အတိုင်းလာရောက်ညာအံ့တခေါက်ခေါက်တွင်ဘိုးခွေနှင့်ဆုံမိတော်မူမှာအေကံဖြစ်လေသည်မတဏ္ဏလီဤအကြောင်းကိုခင်လေးဆွေနှင့်တိုင်ပင်၍ဘိုးခွေအားမြည်သူဤတဖြစ်ပါသည်ဟုပြောရပါမည်ကိုစင်ကျင်ကြရာတွင်ဂျိနက်လာသောဆုံးဖြတ်ချက်ချရန်မတတ်နိုင်ပဲရှိကြ၏ဟုတ်မှန်သည့်အတိုင်းပြောလိုက်ရလျင်မကောင်းပေဘူးလို့ဟုမတဏ္ဏကအကြံပေးသောအခါခင်လေးဆွေကသဘောမတူနိုင်ပဲရှိနေ၏ခင်လေးဆွေကမိမိအဖို့မှာ ဓမ္မစေကြသုံးမရသောအဖြစ်သို့ရောက်နေပြီဆို၍မိမိသားအဖြစ်နှင့်လည်စားလိုတော်လဲတရားထက်တရားရဲသားချင်းဖြစ်သောကိုသာမြတ်ကအလွယ်တကူနှင့်ယုံကြည်လက်မည်မဟုတ်ချေမြည်သည့်ချိန်ကမြည်သူနှင့်အင်အောင်ကြသည်ဆိုသောအကြောင်းကိုပါပြောပြမှသင်လျော်ပေလိမ့်မည်ယုံခြင်းယုံမယုံခြင်းနေဆိုသောအသဘောမျိုးနှင့်ပြောမည်ဆိုပါမူကားဖြစ်နိုင်ပါ၏သို့သောအကယ်၍မယုံမကြည်ရှိနေပါမူကိုသာမြတ်သည်စစ်စစ်မေးမြန်းခြင်းပြုမည်မဟုတ်တော်လဲ ဤနေထုံနေတွေ့တော်အုံမြေဖြစ်သောကြောင့်မသနံကိုပါသင်္ကာမကင်းသောအခြေသို့ရောက်သွားနိုင်ပေတော့သည်ကိုသာမြတ်ကမိမိအားလှည့်စားသည်ဟုတွေ့တော်မိသောဟုတ်မှန်သည့်အတိုင်းဖွင့်ဟပြောဆိုခြင်းတက်ပင်ဆိုရလေအုံမြေဟူ၍လဲစဉ်းစားမိကြ၏နောက်ဆုံး၌မသနံနှင့်ခင်လေးဆွေတို့သည်ကိုသာမြတ်ယုံကြည်ခြင်းနဲ့လောက်အောင်လှည့်ပြပြောဆိုရမည်နီလန်းတစုံတစ်ခုကိုရှာကြံရန်မတတ်နိုင်ကြသည်ဖြစ်၍ဖိုးခွေအားကျောင်းအိတ်ကျောင်းသားဘောရာဖြစ်နှင့်အထာရန်အကြံပေါ်ပေါသည့်အတိုင်း နောက်တနေ့၌ပင်အနံလိုက်ကြလေတော့သည်ကျောင်းစင်ရဲ၌မူဘိုးကွေးမှာခင်လေးစေဤသားဖြစ်နှင့်ထဲသွင်းဖော်ပြထားလေသည်အတွန်းဝင်များဤရုံ၌မတ္တနံသည်ကာကွယ်ရေးဝင်ကြီးဥလူမော်ဤစကားများကိုလက်ရည်တုံနှင့်လိုက်ရေးရ၍၎င်းတို့ကိုလက်နှိပ်ဆက်နှင့်ရိုက်ကိုပြီးနောက်ဥလူမော်ထံသို့တင်ပြရ၏ဥလူမော်ကပြင်ဆင်ရန်ဖြစ်ဆက်ရန်ရှိသည်များကိုဆောင်ရွက်ပြီးနောက်မတ္တနံထံသို့ပြန်ပို့၍မတ္တနံကအချောရိုက်ကို ပြီးသည့်နောက်မှ ဝင်းကြီးကလက်မှတ်ထိုးလေတော့သည် ဝင်းကြီးကနှုတ်ဖြင့်ပြောသောစာများမှာညသောအဖြစ်အင်္ဂလိပ်ဘာသာဖြစ်၍မြမလိုအနေငယ်များသာပါရှိလေသည်ဝင်းကြီးသည်မြမစာများကိုအထက်လျောက်သွက်လက်စွာပြောနိုင်တော်လဲအင်္ဂလိပ်ဘာသာစာများကိုမူရှေးရခင်ကမျက်နှာဖြူအရာရှိများအနေဖြင့်အလွန်ဝါရင်၍အလွန်ကျင်လေသောအရာရှိများသာလျင်တတ်နိုင်ပေရကစင်စစ်အားဖြင့် လူမော်ကဲ့သို့သော ဝင်ကြီးများအားလည်ရတို့စီပိထားခြင်းသည်အချောက်တိုက်အသားယူခြင်းဖြစ်၍အခွင့်ထမ်းသမားများ၏အခွင့်တော်ငွေကိုဖြုံးတီးနီးတမျိုးများသာဖြစ်တော်၏သို့ပါတော်လည်းလည်ရတို့စီရှိမှအလုတ်တွင်ကျသည်ဆို၍လူမော်ကဲ့သို့သော ဝင်ကြီးများသည်လည်ရတို့စီမှတယောက်စီရှိကြသည်သာဖြစ်လေသည်ဝင်ကြီးအလိုရှိသည့်အခါမသနန်သည်ဝင်ကြီးအခန်းသို့ဝင်၍လည်ရတို့မှတ်စုစာအုပ်နှင့်တကားစပွဲတစ်ခု၌ထိုင်ရလျာဝင်ကြီးဥလူမော်လည်း အနေအထားအမျိုးမျိုးပြုပြင်နိုင်သောကလထိုင်ကြီးတွင် နောက်သို့ခက်လန်လန်ထိုင်လျက်နှုတ်ခမ်းမွေးတသက်သက်ဖြင့်ဇပွဲခြေရောက်ကိုခြေနှင့်ကံကာတလုံးချင်းပြောလေသည်လူမော်ဖို့မူကားဤကဲ့သို့ပြုလွက်ခွင့်ရခြင်းသည်အလွန်ကြီးကျယ်သောဇိမ်ကြီးတစ်ခုပေသည်တငယ်ဘွားကလေးကပူပန်းခဲ့၍မအောင်မြင်ခဲ့ပဲပြီးဆုံးပါကူလူမော်တခါလာဒီစကားကြီးကြားရတာနားကြီးလာပါပြီသာသဖြင့်ငောင်းငန်းပြောဆိုခြင်းကိုအချင်းချင်းခံခဲ့ရသော လူမော်သည် ထုံမိမကအလိုရှိသောချိန်တွင်မိမိအခန်းသို့ခေါ်ယူကပြောခြင်းရာပြောဆိုနိုင်ခွင့်ရှိခြင်းတည်းဟုသော အချက်တစ်ခုနှင့်ပင်မိမိအခြေအနေကိုလွန်စွာကြည်နက်လျက်ရှိတို့ရာတွင် လူမော်သည်တာမာမင်္ဂလတရားမဟုတ်သောမသနံဤမာနကို၎င်းဘလူစီလူစီကိုနားလေသောမသနံဤအယီချင်းကို၎င်းသိရှိပြီးဖြစ်သောကြောင့်မသနံပေါ်၌လွင်မင်းစွာလဲအသားမယူ နှုတ်ဖွယ်သောအမူအရာမျိုးလည်းမဖော်ပြပဲတက်တက်မှန်မှန်ကြီးအလုတ်လုတ်လျက်ရှိ၏အကယ်၍မိမိကဒီဒီဒီလုံမိသည်ဖြစ်စေတကူအာနာပြလွန်းသည်ဖြစ်စေပြုချင်မိသောငြိမ်ဝှက်စွာတိခံမနေပဲအလုတ်ပြုတ်ယုံမကထမင်းငတ်သွားစေကမူလဲအလျှော့ပေးမိမိမမျိုးမဟုတ်ဟု၍လူမော်တည်ပြီးဖြစ်လေသည်တို့ဖြစ်၍လူမော်သည်မတ္တလန်ကိုအလုတ်ဝတရားရှိသောအခါများ၌သာခေါ်ယူ၍ မြန်ချင်းဆိုင်ထိုင်ကအလုတ်လောက်ကြသောအခါများတွင်လည်းဖုံးပြရန်မဖြစ်နိုင်သည့်မိမိ၏အဖြစ်ကိုမိမိကျင်နာခြင်းဒီဟုသောအမှုရာမျိုးထင်ရှားစေခြင်းမှာတပါခြေလမ်းမမရအောင်အမြဲထိန်းသိမ်းလျက်ရှိလေသည်မသဏ္ဍန်သည်ထိုခြင်းရာကိုမြင်၍လူမောအားယေရှုတင်မိသည့်အပြင်ရှေးယခင်များကနှင့်မတူပဲလူကြီးလည်းလျက်ရှိလာပေသည်ဟုချီးကျူးမိပေသည်မသဏ္ဍန်၏ကျင်နာခြင်းကိုလည်းလူမောကရိပ်မိ၍မိမိ၏ကာယဣန္ဒြေကို အထုဆောင်လျှောက်ပေတော့သည် ရေခါများ၌လူမော်သည်မိမိကိုယ်ကိုလူရသားတယောက်ဆို၍မတဏံကိုပူပန်ရာ၌ပင်ခက်ကြမ်းကြမ်းခက်ရမ်းရမ်းအမှုရာမျိုးနှင့်ဇွတ်အတင်းပြောခြင်းပြောမိခဲ့ရာ အကယ်၍သာထိုချိန်ကဤမြောက်လောက်လူဘဝခဲ့ပါမူလူပြိုကြီး အပြိုကြီးဟုတ်ကဲ့ရှင်ဤစွနှင့်ပြပုတ်လိုက်သောစာကို ရရှိပါသည်ဝင်းကြီးဥလူမော်သည် မတဏံကိုခေါ်ယူ၍ ဇာရဆောင်ပြန်ကြရန်နှုတ်ဖြင့်ပြောပြနေစေခိုက်အတွင်ရောက်တဲ့ရရာစိတ်ကူးမိသောကြောင့်စကားစပြက်နေသည်နှင့်မဒနန်ကရေးပြီးသောစာလိုက်ကိုဖတ်ပြကားသတိပေးလိုက်ခြင်းဖြစ်လေသည်ကိုလူမော်ကတော်ပါသေးရဲ့ဗျာအပြိုကြီးလူပြိုကြီးတွေထဲ့မပြောမိပြီလို့သာပေါ့မဒနန်ကမော့ကြည့်လိုက်ဟိုလူမော်ကတခြားမဟုတ်ပါဘူးဗျာ ကျွတ်တို့ငငယ်တုန်းကအဖြစ်ပြက်ကလေးတွေစိတ်ထဲမှာပေါ်လာလို့တွေးမိတွေးရာရှောက်တွေးမိနေလို့ပါမတဏံမတဏံကရှင်ကိုလူမော်ကအခုနေမြာကိုကိုကိုပြန်ငယ်လို့ဖြစ်ရင်မငယ်လိုက်ချင်ဘူးလားဗျာမတဏံလည်းသာတယ်မအေးဖြစ်နေရတော့အချင်းရာကိုစဉ်းစားမိသည်နှင့်မတဏံကငရင်ပြီလားရှင်ကိုလူမော်ကငရင်ဘယ်လိုများလုပ်မလဲ ကိုအဆုံးဖြတ်ကိုပြန်ပြီးပြင်ဆင်ရင်တဲ့အချက်များရှိလို့လားမဒနန်ကလူဆိုတာဒီလိုဟာမျိုးရှိကြမှာကြီးထင်ပါရဲ့ရှင်ကိုလူမော်ကတကယ်လို့ကို့အဖြစ်ကိုပြန်ပြီးပြင်လို့ဖြစ်တယ်ဆိုခဲ့ရင်ဘယ်ဟာကိုပြင်ရင်တဲ့မဒနန်မဒနန်ကအိုးကိုလူမော်ကလေရင်ကတော့ပြတ်လိုက်ခြင်းကမဒနန်ဒီလူမော်ဤမြစ်နာကိုအချင်းချင်းညှဉ်းဆန်းဖယ်ရှားခဲ့ဖို့ခြင်းတည်းဟူသောအဖြစ်ကိုလူမော်ကတရိယာ၍ ဤမေခွင်ကိုမေခြင်းဖြစ်သည်ဟုရိမ့်မိသောကြောင့်ဖြစ်လေသည်ဂိုလူမောကကျုပ်ကလည်းကျုပ်ပဲဗျာဟိုတုန်းကတော့ကိုကိုကိုသိပြီးအထင်ကြီးခဲ့မိပေတာကိုမဒနန်ကဘယ်လိုထင်ကြီးပုံလဲဂိုလူမောကကိုလေလိုက်ရရင်ဘယ်မိမမှမခံနိုင်ဘူးဘာရမှကြီးပဲလို့အထင်ရောက်ခဲ့မိတာကိုမဒနန်ကငွေရည်ရွယ်ဆိုတာဒီလိုထင်စမြဲကြီးမှတ်ပါလေရှင်ဂိုလူမောက ခင်ဗျားတို့မိမတွေကလည်းဒီလိုပဲထင်ပါရဲ့ဗျာမသနန်ကဒီလိုနေရမှာပေါ့တိတ်ကြွတဲ့အရွယ်ဆိုတာထုံသွားတဲ့စိတ်ရှိတတ်တာမျိုးကြီးပဲကိုဂိုလူမော်ကအခုနားလည်သလားဟိုတုန်းကနားလည်ခဲ့လို့ရှိရင်မသနန်တော်အပြိုကြီးဟုတ်ချင်မှာဟုတ်မယ်နော်မသနန်ကဒါကတော့သူ့အကျိုးပေးနေသူထင်ပါရဲ့ရှင်ကန်ဆူရဲစကားကလည်းရှိပေသေးတာကိုဂိုလူမော်ကကန်ဆူရာသူတစ်ပါးကလုပ်ပေးတာမဟုတ်ဘူး ကိုယ့်အကိုလုတာပါဗျာမတနန်ကမှန်ပါတယ်သို့တော်ဟိုအတိတ်ကပြုခဲ့တဲ့ကံဆိုတာကရှိသေးတာကိုရှင်ဂိုလူမော်ကဘုရားဘာသာဆိုတော့ရှေးကံကိုလည်းမပဲကောင်းပေဘူးပေါ့သို့တော်ရာဂန်နှုန်း99လောက်ကလက်ငင်းအတွက်ထားပြီးတိရာဂန်နှုန်းလောက်သာအတိတ်အဖို့ထားတယ်နဲ့ထင်တယ်မတနန်ကရာဂန်နှုန်းဖိတ်လို့တော့ခက်ခက်ခက်ပဲသို့တော် ဤနှောင်ရေးကိစ္စတို့ဆိုတဲ့အရေးကြီးတဲ့ဟာတွေကြတော့အတိတ်ကံကတော်တော်များများဖန်တီးပေးတယ်လို့ကျမတော့ထင်မိတာပဲဂိုလူမော်ကဟုတ်ရှင်လဲဟုတ်မယ်ပေါ့လေသို့တော်လူတယောက်ရဲ့အချင်းတွေကို ကြည့်ပြီးမညာရန်ဆုံးဖြတ်ရရင် သူ လုံပုံနဲ့သူ့အခြေအနေနဲ့ဘောင်ဝင်အန်ကြဖြစ်နေတာတွေ့ရတာကြီးပဲဗျမတ္တနံကဝင်းကြီးတယောက်ဖြစ်အောင်ရှင်ကျူးစားခဲ့တဲ့တွေဝင်းကြီးဖြစ်ရတယ်ပေါ့လေဂိုလူမော်က ဒါလည်းဟုတ်တာပါပဲဝင်ကြီးမဖြစ်တော့တခုခုတော့ဖြစ်ရမှာပေါ့ဗျာသို့တော့ဒါကတခြားဖူးစာကြီးနဲ့ဆိုတာကတခြားဖြစ်လိမ့်မလားတော့မစုံနိုင်ဘူးပေါ့မတဏန်လည်းထင်မြင်ချက်မပေးပဲစိတ်စိတ်နေဒီနဲ့ဂိုလူမော်ကကျုပ်ကိုကျုပ်တော့မိမမရအောင်ကျုပ်ကိုလူကြိုက်ချင်အောင်မလုပ်တတ်ခဲ့တဲ့အတွက်လူပြိုကြီးဖြစ်နေရတယ်မှတ်တာပဲမတဏန်ကဒါကတော့မယူချင်းလို့နေမှာပါရှင်ကြိုက်သူကြိုက်သားတွေတော့ရှိကြမှာပါဂိုလူမော်က ရှိကြမှာပေါ့လေဗျာဒါပေမဲ့ကိုသဘောကျတဲ့မိမကကိုကိုသဘောကြအောင် မလုပ်တတ်ခြင်းဟာလေကိုရဲ့ဉာဏ်ပြမှုနေမှာပါပဲကျောကတော့အတိတ်တွေဘာတွေလန့်တွေးမနေဘူးလည်းရင်းအကြောင်းတွေးအောင် ရှာကြည့်တတ်တယ်ဗျာမတဏန်ကကိုသဘောကျတဲ့မိမတွေခဏခဏတွေးပါလျက်နဲ့တယောက်ကမှရှင့်ကိုသဘောကျအောင်ရှင်မလုပ်နိုင်ဘူးတဲ့လားကိုလူမော်ကဟာခဏခဏတွေးနေရင်တော့တယောက်ယောက်သဘောကျအောင်တော့လုပ်တတ်မှာပေါ့ဗျာ ဟောတယောက်ဟောတယောက်မတွေ့တယ်လို့ပေါ့မတန်တန်လည်းမျက်လွာချလျက်စိတ်စိတ်နေလိုက်ကိုလူမော်ကကျုပ်သဘောကျတဲ့မိမတယောက်တည်းပဲတွေ့ခဲ့ဘူးတဲ့အဲ့ဒီတယောက်သဘောကျအောင်ကျုပ်မလွတ်တက်ခဲ့တာခက်တာပဲမတန်တန်လည်းအပြေမပေးပဲမျက်လွာချလျက်ထိုင်းနေကိုလူမော်ကသို့တော်လည်းခုတော့ပြင်ကိုကိုကိုတော့ပညာတိုးလာပြီထင်တာပဲမပြောရသေးဘူးဗျာ ကြည့်ရအောင်ပါပဲဒုက္ခနာ၌အတွင်ဝင်တယောက်သည်အရေးကြီးသောကိစ္စတစ်ခုအတွက်ဝင်ကြီးနှင့်ဒိုင်မယံရှိသည်ဆို၍ဇာရွက်ကလေးပို့လိုက်လျာလူမော်လဲထားခဲ့ဦးဗျာခုနင်ကစာကိုနောက်မှပဲဆက်ရေးကြအောင်ဆိုခုမသနံအာပြောသည်နှင့်မသနံသည်မဆွေစာအုပ်သိမ့်၍ဝင်ကြီးအခန်းမှထွက်လာခဲ့လေဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတောင်းဤ ညက်သက်မောဆိုတဲ့ဝတ္ထုစားကိုအပိုင်းကိုနေဖြင့်ဆက်လက်ဖျက်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေသူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း30မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ